ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ကစစ်ကောင်မရှင် ကျင်ပမဲ့ရွေးကောက်ပွဲကိုအားပြီးထောက်ခံကြောင်းတရားဝင် ပြောလိုက်ပါတယ် UWSA ရဲ့လာရှိုးမျိုးဆက်ဆက်ရေးရုံတာဝန်ခံဦးညီရန်ကအော်တိုဗာလာ15ရက်နေ့ NCA 10နှစ်ပြည့်ပွဲမှာ မီဒီယာတွေကိုဖြည့်ကြားရင်းဗဟုဌာနချုပ်ရဲ့သဘောထားအတိုင်းထောက်ခံကြောင်းအတည်ပြုခဲ့တာဖြစ်ပါတယ်ကောက်ပွဲကိုကျွန်တော်တို့ဝါခွက်အနေနဲ့ဒီအားပြီးထောက်ခံသွားမယ်ဆိုတဲ့ message ကိုပေးလို့ပါ တခြားမီဒီယာတွေတချို့အရေးတာဗျာအဲ့ဒါမှမှန်ပါဘူးဒီကိစ္စနဲ့ကျွန်တော်တို့အားပေးထောက်ခံသွားမယ်ဆိုတဲ့ဒီ message လည်းကျွန်တော်တို့ပုံပဓာဏချော့အနေနဲ့လည်းကျွန်တော်တို့ဒီထုတ်ပြန်ခဲ့ပြီးသားပါတယ်ကိစ္စတော့အာရှမ်းမြောက်နဲ့ပတ်သက်တဲ့ကိစ္စရတဲ့တော့ဒါအားတကဏ္ဍပေါ့ခုနကကျွန်တော်ပြောလို့ဒါရွရွရှင်းရှင်းလေးပါကျွန်တော်တို့ဒီဟိုအဖွဲ့ YouTube ဆရာအဖွဲ့ရဲ့သဘောထားအနေနဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အားပေးထောက်ခံသွားမယ်ဆိုတဲ့သဘောထားပဲကျွန်တော်တို့ကျွန်တော်ပေးလို့ပါတယ် အရေးကြီးတဲ့အချက်ကတော့ UWSA ကဥသိမ်းစိန်နဲ့ NLD အစိုးရလက်ထက်တို့ကသူတို့ ထိတ်ချုံနယ်မြေတွေဖြစ်တဲ့ဟိုပန်နဲ့ပန်လုံတို့မှာရွေးကောက်ပွဲကျင်းပခွင့်ကိုတောက်လျှောက်ညှင်းဆန့်ခဲ့ဖူးတာပါပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း UWSA ထိတ်ချုပ်ဒေသဖြစ်တဲ့ဟိုပန်နဲ့ပန်လုံမြို့တွေမှာစစ်ကော်မရှင်က COE စင်းတာမဲဆွဲတာမျိုးတွေ့ရှိရင်တရားစီရင်ရေးဌာနကိုတိုက်ကြားနိုင်ကြောင်းဝလူငယ်အတံကဖော်ပြခဲ့ဖူးပါတယ်။ ါကြောင့်အခုစစ်ကောင်မရှိရဲ့ရွေးကောက်ပွဲကိုထောက်ခံပေးမဲ့ဝနေမီအသွင်ကျင်းပခွင့်ပေးမလားဆိုတဲ့မေးခွန်းတွေကြီးမားနေစေဖြစ်ပြီးဥညိရန်ကရှင်းရှင်းလင်းလင်းမပြောကြသေးပါဘူး။လေလာသူတွေကတော့ UWSA ရဲ့ဒီလိုဆုံးဖြတ်ချက်ဟာတရုတ်နိုင်ငံရဲ့ဖိအားကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။လရှိစစ်ကော်မရှင်ရဲ့ပထမအထုပ်ရွေးကောက်ပွဲကျင်းပမယ်မြို့နယ်တရနှမြို့နယ်ထဲမှာလဲဟိုပန်မြို့နယ်နဲ့ UWSA ထိချုပ်ဒေသတွေကတော့မပါသေးပါဘူး